ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီ channel မှာလည်းရုပ်ရှင်ကားတွေ recap အကောင်းစားတွေတမှုထူးခြားတဲ့ပုံစံတွေတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ပြီးတော့ဒီနေ့အစီအစဉ်လေး VPN လေးဖွင့်ပြီးတော့ကြည့်ပေးခြင်းအပြင်ကျွန်တော်ကို support လုပ်လို့ရအောင်လည်းပြောပြစေဆိုတော့ဒီနေ့မှာစတင်ပြီးတော့တင်ဆက်ပေးမယ့် series လေးတစ်ခုကတော့ဒီ2025ခုနှစ်မှာအသစ်ဆက်ဆက်ထွက်ရှိထားတဲ့ One Life Gives You Tangerine ဆိုတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဇာတ်လမ်းကတော့ကြည့်လိုက်တာနဲ့ပရိသတ်တို့ရဲ့မိမရခဲ့တဲ့ငယ်ချီဦးတွေကိုပါသွားပြီးတော့ပြန်မြင်အောင်သွားစီမှာဖြစ်ပါတယ် ဒီညမှာထူးခြားတကူကဒီလိုအမျိုးအစားဇာကားမျိုးကိုကျွန်တော်အနေနဲ့ recap တခါမှမလုပ်ဘူးပါဘူးဆိုတော့ထူးခြားလည်းဖြစ်အောင်တချို့တောင်းဆိုကြတဲ့ comment တွေလည်းကျွန်တော်ရှေ့မှာမြောက်များစွာမြင်တွေ့ဘူးတာဖြစ်တဲ့တော့ဒီဇာကားအသေးကလေးကလည်းထွက်လာတယ်ဆိုတော့ဘာဖြစ်ကျွန်တော်အတူတူကြည့်ကြမယ်ခင်ဗျာတော့အဲ့တော့ဇာကားတောင်းဆက်ပြောရင်ငယ်ကားချင်းနှစ်တရာမမေ့တာဆိုလိုပဲဒီဇာကားမှာငယ်ချင်းဥတွေပင်လယ်ကြီးလေးလက်ပြကူးရတဲ့ဆိုရယ်ကောင်လေးနဲ့ခါခါသီးသီးငင်းငယ်ပြီးတဲ့ကောင်မလေးတွေအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ဒီဇာကားကဘီသူချစ်တော်အာယူနဲ့ပတ်ပုံကမ်းတို့ရဲ့ကမ်ဘတ်ဒရာမာလေးဆိုရင်လည်းမမှားပါဘူး ဒါဆိုတော့1960ခုနှစ်ကာလအခြေပြုပြီးတော့ဒီအချက်ငှက်လေးတွေဘဝဖြတ်သန်းပုံတွေကြုံတွေ့ရပုံတွေကိုအတူတူရင်ဆိုင်ဖြေရှင်းတာဘလို့မျိုးတွေရှိလာမလဲဆိုတော့ဒီအချက်ဇလန်းလေးကိုကျွန်တော်အတူတူကြည့်ရှုခန်းစားလိုက်ပါခင်ဗျဒီနေ့အပိုင်း၁စပါမယ်ခင်ဗျာဇလန်းဆာမာတို့တကြီးရွယ်ဟုအဖိုးဖွားတွေကသူတို့ပြောချင်နေတဲ့အကြောင်းအရာတွေကိုကဗျာအနေနဲ့ရေးကြည့်နေကြပါတယ်တချို့ကလည်းမရေးတတ်ရေးတတ်နဲ့ရေးနေကြပြီးတော့တချို့ကတော့ရင်သွင်းမြင့်ခန်းစားချက်တွေကိုချရေးနေကြပါတယ် အသက်80ရွယ်အဲဆုံးကတော့ရောင်စုံခဲတဲ့အပြောင်ကိုဆွဲပြီးတော့အဖြူအောင်ဆွဲပုံမှာထင်းနေအောင်ချေချလိုက်ပါလေအဲဆုံးကဘေးလိုက်ဘက်ကိုသွားပြီးတော့အသက်80ရွယ်မှာပြောချင်တဲ့စကားကနေတိုင်းပြောနေကြစကားတွေဖြစ်နေရကိုတွေးနေမိခဲ့ပါလေအသက်80ရွယ်အဲဆုံးတယောက်ပင်လယ်ကြီးဘက်ကိုကြည့်ပြီးတော့ရင်ကုန်းသမားသူ့အမေကိုတတိတရနဲ့အော်ခေါ်လိုက်မိပါလေအဲတုန်းကသူ့မယားရင်ကုန်းသမားတယောက်ဖြစ်ပြီးတော့အဲဆုံးကတော့အမြဲတမ်းစောင့်ပေးနေလေရှိပါလေအဲဆုံးကသူ့လက်ထဲကစားတရက်ကိုကိုင်းပြီးတော့အမေဖြစ်သူကိုဝေယမ်းခေါ်နေခဲ့ပါလေ အဆွမ်းမမလာစေခြင်းပေမဲ့အမေဖြစ်သူကတော့ရေထဲကိုပြန်ငုတ်သွားပါလိမ့်အဆွမ်းနဲ့သူ့ကိုစိတ်တူအောင်သေးပြီးတော့ရေထဲပြန်ငုတ်သွားတာလားလို့မေးလိုက်တာပါအဲလိုနဲ့အလုံးရှုံနေအမေနောက်ကိုအဆွမ်းကတောက်လျှောက်လိုက်ပါလိမ့်ပြီးတော့ဇက်တိုက်အော်ကော်နေတော့မှရေငုတ်သမားတွေကအဆွမ်းကိုလိုက်ခေါ်မနေဖို့ပြောပါလိမ့်အဲနောက်မှာတော့အဆွမ်းစီကိုဂွမ်ရှစ်ရောက်လာပါတော့လိဂွမ်ရှစ်ကလည်းအဆွမ်းနဲ့အတန်းတူအရွယ်တူကလေးတစ်ယောက်ဖြစ်ပြီးတော့ငားသေးအိမ်ကတားကြီးပဲဖြစ်ပါလိမ့်ဒီလိုနဲ့ရေငုတ်သမားတွေကြောင့်အဆွမ်းလဲဂွမ်ရှစ်ပါးတွေရဲနေရာကိုတိလိုက်ရပါလိမ့် ရင်ကုန်သမားတွေကတော့ဟဲညောသမီးအဲစောနဲ့ငါးဖန်သမားသာလက်ထားတိုင်းဂျဲကျူပင်လဲတစ်ခုလုံးကိုပိုင်တော့မှာပဲလို့စအောင်နေကြပါလိမ့်အဲနောက်မှာတော့စိတ်တူနေတဲ့အဲစောကကွမ်းရှိစီသွားပြီးတော့တောင်းချမ်းပါတော့တယ်ပြီးတော့အဲစောကကွမ်းရှိထပ်ပြီးတော့အနိုင်ချင်းခံလို့ဘားရီနီးရဲနေလို့ထင်နေခဲ့ပါလိမ့်အဲကြောင့်ငါးဖန်သမားတွေကတော့ဒီနေ့လဲကွမ်းရှိညင်းခံရပြန်ပြီလို့ဝိုင်းစနေကြတာပါအဲနောက်မှာတော့အဲစောကစိတ်တူနဲ့ခယူတွေကိုလိုက်ပြီးတော့ကောက်နေခဲ့ပါလိမ့်အဲစောကတော့သူ့ထက်ခယူတွေကိုပိုအေးကြီးနေတဲ့အမေဟာဘာကြောင့်ခယူတွေမမွေးပဲသူ့ကိုမွေးကြလဲဆိုတော့တွေးမိနေတာပါ အဲ့နောက်မှာတော့ရင်ကုန်းသမားတွေကသူတို့ယူလာတဲ့ queue တွေကိုဂွန်ရှိကိုပြပြီးတော့ဈေးကောင်းပေးဖို့ပြောလိုက်ပါတယ်။သူနဲ့ရင်ကုန်းသမားတယောက်ကဟဲညောကိုပင်လယ်အကြောင်းမသိလို့တေးပါမလားလို့ပြောနေပါတယ်။ဟဲညောကအခုတလောမှာလောဘတက်နေအောင်ရင်ကုန်းသမားတွေကပြောနေတာပါ။အဲ့နောက်ဘွားဟဲလင်းကအသက်ရှူတာမတိုးတက်သေးတာကြောင့်သူတို့လည်းသတင်းမိတ်နေကြပါတယ်။ငါးမြားပိုက်တွေကနေမကောင်းဖြစ်နေတဲ့ရင်ကုန်းသမားတွေရဲ့အသက်သွေးတော့ဖြစ်တာကြောင့်နည်းနည်းဒီမျှဝေပြီးတော့အဖွားဟဲလင်းကိုကူကြမယ်လို့ပြောနေပါတယ်။ဟဲညောကတော့အဖွားဟဲလင်းမှာသားသမီး၃ယောက်ရှိတဲ့အတွက် သူမကြွေးနိုင်ဘူးလို့ပြောပြီးတော့ခ ữu တွေကိုပြန်ကောက်ယူပါလေဂျုံနဲ့အဲဆွဲအမေယာသူတို့ကောက်လာတဲ့ရေညှိတွေကြားတဲ့ကခ ữu ရေတွက်တွေကိုငါးဖန်းသမားတွေနဲ့အဝေးမတည့်ဖြစ်နေပါလေဂျုံနဲ့စကားများကြရင်အဲဆုံးအမေကတော့ဒီလိုလူတွေကိုကြွေးမွေးဖို့အတွက်အသက်ကိုရေးပြီးတော့နေတိုင်းရေအောင်တဲ့ဆင်းနေစရာမလိုဘူးလို့ပြောနေပါလေဟဲညောကတော့သူဟာသူကလေးတွေကိုကြွေးမွေးဖို့ဆိုရင်ရှူနေတဲ့လေကိုယ်တောင်ရောင်းနိုင်ပေမဲ့သူများအဖွားကိုကြွေးမွေးဖို့အတွက်တော့အသက်ရေးပြီးတော့ခ ữu ကောက်မနေနိုင်ဘူးလို့ပြောလိုက်ပါလေရင်ငုံသမားတွေကတော့ရင်ငုံတာကိုဘသူစီကတင်လာလို့ဂျေဇူးကန်းနေရတာလေလို့မေးနေခဲ့ပါလေ။ ဟဲ့ညောလဲအိမ်ကကလေးတွေတောင်ပါဇက်ဟောင်းသားနေရတာကိုယောဂရရတဲ့အဖွားကြီးထီတော့မကြွေးထားနိုင်ဘူးလို့ပြောလိုက်ပါတယ်။တို့နဲ့ဟဲ့ညောကသူ့ရဲ့ပင်လယ်ခ ्यू တွေကိုမပေးနိုင်တာကြောင့်အိတ်ထဲကိုအတင်းစုပြုံပြီးတော့ထည့်နေပါတယ်။ပြီးတော့ဟဲ့ညောကသူ့ပင်လယ်ခ ्यू တွေဘလောက်ရှိမရှိကိုတေးချာရေးထားဖို့ကွမ်းရှစ်ကိုပြောပါတယ်။ကွမ်းရှစ်လေးကတော့ငါးဖန်းသမားတွေကြားမှာစာအုပ်လေးတုပ်ကိုကင်ပြီးတော့ခဲတန်းနဲ့ရေးတွက်နေပါတယ်။ရင်ကုန်းသမားတယောက်ကတော့သူတို့ရင်ကုန်းသမားတွေကအတူတူသက်ရှင်ပြီးတော့အတူတူတေးရတာမလို့တယောက်ထဲမနေနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဟဲ့ညောကတော့သူ့ရင်ကုန်းသမားတွေကိုဒေါသထွက်ပြီးတော့ ဒီလောက်သဘောကောင်းနေဘာလို့ငကားပြင်ကိုခါစားနေလဲလို့မေးပါလိမ့်။ဒါမဲ့ရင်ကုန်းသမားတယောက်ကတော့ဟဲညောင်းကဘောကိုပိုကောင်းအောင်လှုပ်ချင်လို့နောက်ကြပါယူထားတဲ့သူကဘာလို့ပိုပြီးတော့လောဘကြီးနေလဲလို့မေးလိုက်ပါလိမ့်။ပြီးတော့သူကဟဲညောင်းကကတ်စားနေတဲ့နောက်ကြကိုရှာကျွေးပြီးတော့ဆရာဖြစ်တဲ့ရင်ကုန်းသမားကြီးကတော့ပင်လယ်ခွမပေးဘူးပေါ့လို့ပြောလိုက်ပါလိမ့်။ဒါမင်းတို့နေတရောင်းစားလို့ထွက်ပြေးခဲ့ရတော့ကဘသူကရင်ကုန်းတင်ပေးလဲဆိုတာပြန်စဉ်းစားဖို့ဟဲညောင်းကိုတရီပေးလိုက်ပါလိမ့်။ပြီးတော့အဲမျိုးသမီးအဖွားဟဲလေးရဲ့ဂျေဇူးကိုဟဲညောင်းမသိတတ်တဲ့ငါးပလွေတာတာအသုံးမကျတဲ့မိမပဲလို့ပြောလိုက်ပါလိမ့်။ ။ကြောင်ကြာပြောလုံးတာကြောင့်ဟန်ညောလဲပါဇက်ရွက်နေတဲ့ယောက်ျားကအစာမစားနိုင်လို့ပါဇက်ရွက်သွားတဲ့အထိကြောင်ကြာကပါဇက်ကောင်းတော့တော်ချင်အောင်ဆောင်းလာလားလို့မေးပါလေ။ဒုံနဲ့ဟန်ညောကသူ့ကိုအမှန်တိုင်းပြောမယ်ဆိုရင်ပြောတင်ပြောလိုက်တဲ့သူကပြောမှလက်ခံပေးနိုင်မယ်လို့ပြောခဲ့ပါလေ။ကြောင်ကြာလဲမခံနိုင်တော့ပဲဟန်ညောကရောကန်စာရာကောင်းလုံးလို့ကလေးနှယောက်ကမျိုးရိုးကွဲနေရလားလို့မေးလိုက်ပါလေ။ကြောင်ကြာရဲ့စကနာထိုးမှုတွေကြောင့်ဟန်ညောကတော့စိတ်ပြတ်ပြီးတော့ပြန်ဖို့တော့ဆုံးဖြတ်လိုက်ပါလေ။ဒုံနဲ့ဟန်ညောကပြန်လှည့်လာပြီးတော့ကြောင်ကြာရဲ့ Q ထဲတောင်းကိုခြေထောက်နဲ့ပိတ်ကန်လိုက်ပါလေ။ ။ကြောင်ကြလဲသွားကောက်ပြီးတော့သူထွက်ပြေးတော့ငါဘာလို့ဟန်ညောကိုခေါ်ခဲ့မိတာလဲလို့တွေးကနောင်တရနေပါလေ။ရင်ကုန်းသမားတွေလဲအာဃာတတွေပြည့်နေတဲ့သူကိုဘာလို့သွားထီတာလဲလို့ကြောင်ကြကိုပြောပါတော့တယ်။အဲနောက်မှာတော့မေဖြစ်သူထပြန်လာတော့အန်ဆုံးလဲသူ့စာရွက်ကိုယူပြီးတော့ထပြန်ပါတော့တယ်။ဒီလိုနဲ့ဟန်ညောကတော့စိတ်ဆိုးမှန်ဆိုးနဲ့သမီးလက်ကိုဆွဲကအိမ်ပြန်သွားခဲ့ပါတော့တယ်။အိမ်ပြောင်းတဲ့ခါမှာတော့ဟန်ညောကခ ्यू တွေကိုပို့တိုက်ပြီးတော့စေးကြောနေပါလေ။အန်ဆုံးလဲအပင်တွေရေလောင်းနေတဲ့သူ့စိတ်ထဲကမကြင်မချမ်းဖြစ်နေရတွေကိုထုတ်ပြောလိုက်ပါတော့တယ်။ အဲ့နောက်မှာတော့အဲဆုံးကသူစုရလာတာကိုမကြည့်ပဲပင်လယ်ခူးကိုပဲကြည့်နေတော့မှလားလို့မေးပါတယ်အမေဖြစ်သူကတော့ကြပြားရေးတော့ပင်လယ်ခူးအကြီးကြီးရလာလို့လားလို့မေးလိုက်ပါတယ်အဲဆုံးကတော့စာရေးပြိုင်ပွဲမှာဒုတိယရလာဖြစ်လို့ဖတ်ကြည့်ဈေးချနေတာပါဒါမဲ့အမေဖြစ်သူကအဖွားအရင်ကသာအရင်ပြခိုင်းပြီးတော့အဲ့ဒီအိမ်မှာအိုမျိုးရိုးဟာပညာသင်သားတွေကိုသဘောကျကြအောင်ပြောလိုက်ပါတယ်ပြီးတော့အမေဖြစ်သူကပြပေးနေကြောင်းပြီးအောင်ထားပေးပါလို့ပြောဖို့အဲဆုံးကိုမှားလိုက်ပါတယ်ဒါမဲ့အဲဆုံးကတော့အဖွားကသူ့ကိုကြားလေးကြားလေးအမေနဲ့တူလာလေးမို့လို့မုံချောင်ပြောပါတယ် တို့နဲ့အမေဖြစ်သူကတော့အဲဆုံးကိုအဖွားရင်ပြန်ပြီးတော့ထမင်းစားခိုင်းပါတော့တယ်အဲဆုံးကတော့အမေအိမ်မှာပဲထမင်းစားခြင်းမိမိတ်အမေဖြစ်သူကခဏနေယောက်ျားပြန်လာတော့မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲဆုံးကသူ့မိကောက်ထားတဲ့ခရုသူ့မိရှာထားတဲ့ရေညှိဖြစ်တာကြောင့်တမိဖြစ်တဲ့သူကထမင်းမစားဘူးလားလို့မေးလိုက်ပါတယ်အမေဖြစ်သူကတော့အိုမျိုးရဲ့တမိကအိုအိမ်မှာပဲထမင်းစားရမှာမဟုတ်လို့ဘာလို့သူများအိမ်မှာလာတောင်းစားနေရလဲလို့ပြောပလိုက်ပါတယ်ဒါပေမဲ့အဲဆုံးကတော့ဦးလေးငယ်ကသူ့ကိုငါပုတ်တင်အောင်မကြွေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့အိုအိမ်ကလူတွေကထစ်ကနေဆိုအဲဆုံးကဂုံပြီးမတန်းရလိုက် အမတ်ပြရလိုက်နေမလို့အိုကျုံးကကဘေးကြီးရတဲ့အကြောင်းပြောကာအပြစ်တင်ကြောင်းအမေကိုပြောပြလိုက်ပါတယ်အဲ့ဒါပြင်အဲဆုံးကသာအကြီးဆုံးသားရဲ့ကံကောင်းမှုတွေကိုလူယူပြနေတဲ့အကြောင်းအဲဆုံးကပြောပြပါတယ်အဲဆုံးကတော့ငပုတ်တင်ကြောင်းမဟုတ်ပဲသူ့ကိုစားစရာတွေပါဝိုင်းပြီးတော့အနိုင်ကျင့်တာကြောင့်ဝမ်းနေရတယ်လို့အမေဖြစ်သူကိုပြောပြနေတာပါအဲ့ဒါကြောင့်အဲဆုံးကအဖွားဖြစ်သူအိမ်မှာထမင်းတောင်မစားခြင်းကြောင်းကိုပြောလိုက်ပါတယ်အဲ့ဒါကြောင့်အဲဆုံးကတော့အမေဖြစ်သူရဲ့အိမ်မှာပဲနေပြီးတော့ဒီမှာပဲထမင်းစားခြင်းနေတာပါအမေဖြစ်သူကတော့လက်မခံပဲအဲ့ဒီအိမ်မှာစားရတာဘာကြောင့်လေဘင်းမှာတင့်နေရတာလဲလို့မေးပါတော့တယ် အမေပြေသူကတကယ်လို့အဲ့လိုသာလုပ်နေမယ်ဆိုရင်ထမင်းပွဲမှာဘသူကမှမျက်နှာသာပေးမှာမဟုတ်ကြောင်းပြောလိုက်ပါလိမ့်။အဲဒါကြောင့်အဲဆုံးကိုကိုထမင်းကွက်တို့ကကိုဘာသာသွားပြီးတော့အချစ်ခံအောင်လုပ်ဖို့ပြောလိုက်ပါလိမ့်။အဲ့ချိန်မှာပဲဟဲညောရဲ့နောက်အောင်ကြားကရောက်လာပါတော့တယ်။နောက်အောင်ကြားကတော့အဲဆုံးကိုမြင်လာတဲ့နှုတ်ဆက်ပြီးတော့ညနေသားစားသွားမလားလို့မေးလိုက်ပါလိမ့်။အဲဆုံးလည်းညင်းလိုက်ပြီးတော့အထုပ်ကိုကင်ကအဖွားရင်ကိုပြန်သွားခဲ့ပါတော့တယ်။ဟဲညောကတော့သမီးပြေသူပြန်လာတဲ့ပန်းပင်အောက်ကိုရှာကြည့်တဲ့အခါမှာဆေးလိပ်ဘူးကိုဖွက်ထားတာတွေ့လိုက်ရပါလိမ့်။အဲဆုံးလေးကတော့အသက်ရှူပြီးနေရတဲ့ရင်ငုံသမားကဆေးလိပ်ပါတောက်တယ်ဆိုတာဟာ ယူမိုင်းစရာကောင်းတာကြောင့်သူ့မိဆက်လိုက်ကိုဖွက်ထားခဲ့တာပါအဲဒါကြောင့်နောက်ကြားကတော့ဟဲ့ညောကိုခလေးကိုဒီတိုင်းပြန်ခေါ်ထားစီခြင်းနေပါတယ်အဲလိုမဟုတ်ရင်တော့မအဲဆုံးကိုဒီတိုင်းခေါ်ထားမှာမလို့ခေါ်ထားဖို့ပြောလိုက်ပါတယ်ဒါမဲ့ဟဲ့ညောကတော့ဘာမှတော့မရှိတဲ့လူကလေကြီးလေကြီးလာပြောနေရပဲလို့ပြောလိုက်ပါတယ်ပြီးတော့အဲဆုံးကိုအင်ခေါ်လိုက်တော့မှပတ်စံမရှိတဲ့အတွက်ဘလို့မှမဖြစ်ဘူးလို့ဟဲ့ညောကပြောလိုက်တာပါဟဲ့ညောကတော့ငားနေရတဲ့တက်ကဲအမိုးထဲမှာအခန်းတော်ရှိရလားလို့မေးလိုက်ပါတယ်ပြီးတော့အဲဆုံးကအမေဖြစ်သူဟန်ညောရဲ့ရင်ခွင်ထဲမှာခိုးလုံးကျင်တာကိုဘယ်လိုစိတ်နဲ့တားဆီးမှလဲလို့ခင်မောကမေးလိုက်ပါတယ် ါမဲ့ဟန်ညောကတော့ခေါ်လာမဲ့စားနွားပဲမွေးလိုက်တာမှပိုကောင်းလေဦးမယ်လို့ပြောပြလိုက်တာပါပြီးတော့ဟန်ညောကအဲဆုံးကိုအဖေတို့မိခွဲမောင်နှမတွေထိန်းခိုင်းမလို့လားလို့မေးလိုက်ပါတယ်ကြောက်တာဖြစ်သူကတော့ဟန်ညောကချေရတဲ့သမီးအဲဆုံးနဲ့တွေ့နေရဖို့အတွက်ဒီနေရာမှာကတ်နေနေတာလို့ပြောလိုက်ပါတယ်ပြီးတော့အဲဆုံးကလည်းမျက်လုံးပွင့်လာနဲ့ရောက်လာကြအောင်ဟန်ညောကိုတွေ့ချင်လို့လိုက်လာတာဖြစ်တယ်လို့ပြောပြပါတယ်ဟန်ညောရဲ့မိသားစုဝင်ဖြစ်တဲ့အဲဆုံးလေးကိုအဲ့ဒီမှာထားပြီးတော့ဘာလို့မှားလဲလို့မေးလိုက်တာပါအဲ့ဒါကြောင့်နှစ်ယောက်စလုံးစိတ်ဒုက္ခရောက်အောင်ပဲရှိမှလို့ပြောလိုက်ပါတယ် ဟဲ့ညောတော့အဲ့ဒီအိမ်ကငွေရှိတာကြောင့်အိမ်မှာကတ်နေရရင်တော့စာသင်လို့ရအောင်လှုပ်ပေးလောက်မှာပါလို့ပြောပါတယ်။ယောက်ျားတော့ကလေးမလေးကိုစာသင်ခိုင်းပြီးဘာဆက်လုပ်မှလဲပို့ပြီးပဲစိတ်ဆင်းရလိမ့်မယ်လို့မေးပါတယ်။ယောက်ျားဖြစ်သွားတော့ရင်ငုံသမားတွေက၁၀နေလောက်ခဲကရင်ငုံတင်ကြတာလို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ဟဲ့ညောလေးဒေါသထွက်ပြီးတော့အဲဆုံးသာဆိုရင်အဲ့လိုပြောပြီးတော့ကိုသမီးအလှဲမှရင်ငုံတင်ခိုင်းပါလားလို့ပြောပါတယ်။ယောက်ျားဖြစ်သူကတော့ဂျုံးမောင်မိန်းမတွေကတခုပြောရင်ရန်လုံးနေတာပါပဲလို့ပြန်ပြောလိုက်ပါတယ်။ဟဲ့ညောတော့သူသမီးကိုတေးတောင်ရင်ငုံခိုင်းမှုလို့ပြောလိုက်တာပါ။ အတောင်ဟဲ့ညောကတော့ရင်ကုန်သမားဖြစ်မွေးလာတဲ့စားလို့ရှိရင်နွားလိုမွေးလာမှပူကောင်းမယ်လို့ထပ်ပြောလိုက်ပါတယ်။ဟဲ့ညောကတော့အိမ်ပြန်လို့သေလောင်းကိုကုန်းယုံမြော့ရှာထားတဲ့ပတ်စံတွေကိုမြင်ရင်စိတ်တူတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒီလောက်တော်တဲ့ခလေးကအစီကံတက်မပူဘူးလားလို့ဟဲ့ညောကဆက်ပြောပါတယ်။အဲ့တော့မတော့ယောက်ျားပြည်သူကအဲဆုံးကဗျာကိုကြည့်ပြီးတော့ဟဲညောဖတ်ရင်ရင်နာမှာမလို့ဖတ်လိုက်ရင်လည်းရင်နာမှာလို့ပြောပါတယ်။အဲလိုကဗျာစာကိုလုံးချင်နေအောင်ဟဲညောလည်းအမြန်လူယူလိုက်ပါတယ်။ဟဲညောကတော့ဒုတိယရထားသူသမီးကဗျာကိုလုံးချင်နေကြမလို့ဘူးလို့ပြောလိုက်တာပါ။ ယောက်ျားဖြစ်သူကတော့မဖတ်ဖို့တားရနေမယ်ဟန်ညောင်းစာအုပ်ကိုဖြတ်ပြီးတော့ဖတ်ကြည့်လိုက်ပါတော့တယ်ဒီလိုနဲ့အဖွားကြီးမှာတော့အဖွားအမကြီးကြီးကိုသာစာသေးချာတင်ပေးနေခဲ့ပါတယ်ဇေယွန်လေးဟာအိမ်မုကိစ္စတွေလုပ်ပေးနေတဲ့အပြင်ဘက်မှာသူတို့အိမ်ကိုလာနေတဲ့ဂွမ်ရှစ်ကိုတွေ့လိုက်ရပါတယ်ဂွမ်ရှစ်ကဦးလေးစီကိုငားလာရောင်းပေးတာဖြစ်ပြီးတော့ငါပုတ်တင်ကောင်ပို့ထည့်ပေးပါတယ်ဦးလေးဖြစ်သူကတော့သူဝယ်တာ9កောင်ဆိုမဲ့6កောင်ရလာလို့ဂွမ်ရှစ်ကိုမေးလိုက်ပါတယ်ဂွမ်ရှစ်ကတော့တကောင်အလကားအပိုပေးတာကြောင့်ယူထားလိုက်ဖို့ပဲပြောလိုက်တာပါ ပြီးတော့ကွမ်ရှိကမိသားစု6ယောက်ရှိရတဲ့နဲ့ဘာကြောင့်နေတိုင်းငါးငါးកောင်ပဲဝင်နေရတာလဲလို့မေးလိုက်ပါတယ်အဲ့လိုနဲ့ဦးလျာကွမ်ရှိကိုပြောဆိုပြီးတော့ငါးကိုယူကအိမ်ထဲကိုဝင်လာခဲ့ပါတယ်အဲ့ချိန်မှာပဲဟန်ကျော်ကငပုတ်သေးနဲ့ဆွဲကိုယူလာပြီးတော့ရောက်ခမအိမ်ကိုရောက်လာခဲ့ပါတယ်ပြီးတော့ဟန်ကျော်ကသမင်းစွဲပေါ်ငပုတ်သေးလေးကိုပြစ်ချလိုက်ပါတယ်ဟန်ကျော်လည်းငပုတ်သေးကိုချွေတာနေရလားလို့ခဲဦးကိုမေးလိုက်တာပါပြီးတော့ဟန်ကျော်ကရောက်ခမဖြစ်သူကိုဆယ်ယုံကလည်းအုံမျိုးနွယ်သမီးဖြစ်တာကြောင့်အဖေနဲ့မတူဘဲနေမလားလို့ပြောလိုက်ပါတယ်အဲနောက်တော့ခဲဦးကအပြစ်တင်တဲ့အတွက်ဟန်ကျော်ကတော့ခင်မုံအသက်တူတာကြောင့် ကလေးကိုတော့အားနာမယ်လို့ပြန်ပြီးတော့ပြောလိုက်တာပါအဲလိုနဲ့ဟဲညောအဲဆုံးစေးနေပကန်းနေကိုစောင့်ကံမလို့သူသမီးကိုသူပြန်ခေါ်တော့တော့မယ်လို့ပြောလိုက်ပါတယ်အဲတော့မှတော့အဲဆုံးကငပုတ်တင်မစားလိုက်တာကြောင့်သာအမေအိမ်ကိုပြန်ခွင့်ရတယ်လို့ပြောနေတာပါအဲဆုံးကအမေဖြစ်သူကိုသူ့အမေဖြစ်နေလို့ချစ်တာပါလို့ပြောလိုက်ပါတယ်အဲကြောင့်ဟဲညောလည်းသူ့ကိုချစ်ရင်မြမြအရွယ်ရောက်လာပေးဖို့သမီးဖြစ်သူကိုပြောပါတယ်ပြီးတော့ဟဲညောကမြမြအရွယ်ရောက်လာပြီးတော့သူ့နေတိုင်းပတ်စံတွေအများကြီးရှာပေးဖို့ပြောလိုက်တာပါအဲကြောင့်အဲဆုံးလည်းသူ့အမေကသူရေးထားတဲ့ကြပြာကိုဖတ်လိုက်မှန်တီးသွားပါတယ် အဲဆုံးလေးတဲ့ကဗျာရေးခိုင်းတဲ့ခါသူ့မိတို့ကကဗျာဆက်ခဲ့ပြီးတော့ပင်လယ်ခရုမှာတိတ်ချစ်တဲ့သူ့မိအကြောင်းကိုဆက်ခဲ့တာပါအဲဆုံးကတော့ပင်လယ်ခရုရောင်းရတဲ့တရားဝန်ကိုပေးပြီးတော့သူ့မိရဲ့တဏိတာကိုဝယ်ခြင်းလည်းလို့ရေးထားတာကြောင့်ဟန်ညောကငိုပါတော့တယ်ဟန်ညောလည်းသူ့မှာဒါတော့ကောင်းတဲ့သားသမီးကံရှိနေအောင်သဘောကျပြီးတော့ငိုနေခဲ့တာပါအဲနောက်ဟန်ညောကအဲဆုံးပါးလေးကိုကင်ပြီးတော့နေတိုင်းရေမငုပ်ရအောင်လို့တရားဝန်ပေးဖို့ပြောပါတယ်ပြီးတော့အမေဖြစ်သူကအဲဆုံးကဗျာလေးကပိုကောင်းတာကြောင့်ဒုတိယပေးတာကိုဒေါသထွက်နေခဲ့ပါတယ်အဲနောက်မှာတော့ဟန်ညောကသူ့ခင်မုန်းကိုအဲဆုံးကိုအနိုင်ကျင့် အိမ်မော်ကမောင်းချမယ်လို့ပြောပါတယ်။ဟန်ညောကယောက်ျားရကံမကောင်းပါဘူး။ပထမယောက်ျားလူနာဖြစ်ပြီးတော့ဒုတိယယောက်ျားတော့ဆန်းကုံမြေလေးပဲဖြစ်ပါတယ်။ဟန်ညောကလူတိုင်းသူ့ကိုအားကိုးခြင်းခဲ့ကြရင်ပဲအဲဆုံးလိုကလေးလေးကတော့သူ့ကိုအားမကိုးပဲအများနဲ့ကူညီဖို့အတွက်ကိုပဲစူးစမ်းနေတာလို့ပြောနေခဲ့ပါတယ်။ယောက်ျားဖြစ်သွားတော့အဲဆုံးလေးလိုကလေးမျိုးကဟန်ညောတေးအောင်ကတော့ပွဲမှာအားလုံးပြင်ဆင်ပေးမှာပဲလို့ပြောလိုက်ပါတယ်။ဟန်ညောကတော့သူ့သမီးလေးကိုနိုင်စင်မှထမ်းခိုင်းပဲနောက်မှဂုံတိတ်ကရှိရှိအထမ်းစင်နဲ့တွေ့မယ်လို့ပြောလိုက်ပါတယ်။ ယောက်ျားဖြစ်သူကတော့အဲဆုံးလေးရာတရက်မှာအောင်မြင်လာနိုင်တယ်လို့ပြောနေခဲ့တာပါအဲနောက်မှာတော့အဲဆုံးကအတန်းထဲမှာဒုဥက္ခရာဖြစ်သွားတာကြောင့်ဝမ်းနဲ့ပက်လက်နဲ့ငိုပါတော့တယ်ဟန်ကျော်ကတော့သူသမီးဒုဥက္ခရာဖြစ်ပြီဖြစ်တာကြောင့်သူကတော့ဒုဥက္ခရာအမေဖြစ်ယာရူးကြီးသွားပြီလို့ပြောနေခဲ့ပါတယ်ဒုဥက္ခရာမဖြစ်ချင်တဲ့အဲဆုံးကိုကြည့်ပြီးတော့ဟန်ကျော်ကတော့ငါးဖန်းသမားဝါယမပါလဲခေါင်းဆောင်မဲ့အရေးကြီးတာမဟုတ်ပဲလက်ထောက်ကပါအရေးကြီးတဲ့အကြောင်းကိုပြောလိုက်ပါတယ်အမေဖြစ်သူကတော့အဲဆုံးကဒုဥက္ခရာဆိုပြီးမိသားစုမတ်တမ်းမှာရေးချင်တာပါအဲဒါကြောင့်ငိုတာကိုထိုင်ကြည့်နေ ग् ွမ်းရှိလဲတကယ်တော့ အဲဆုံးဥက္ကဋ္ဌဖြစ်တဲ့ကြောင့်ဟဲ့ညုံကိုပြောပါတော့တယ်ပြီးတော့ဂွမ်ရှစ်ကအဲဆုံးကမဲ38မဲရထားပြီးတော့အီမန်ကီကတော့28မဲသာရခဲ့ကြောင်းကိုပြောလိုက်ပါတယ်အဲဆုံးကတော့ငိုယိုပြီးသူ့ရဲ့အတန်းကောင်းဆောင်ယာရုကလူခံလိုက်ရတာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်အဲဆုံးကဆရာပြည်သူစီကိုတော်သွားပြောပြီးတော့သူကမဲပူရာကြောင်းကိုပြောပြပါတယ်ဒါမဲ့ဆရာအီမန်ကီအဖေဝေခဲ့တဲ့ခရင်ပေါင်မို့တရန်လုံးစားခဲ့ကြောင်းကိုပြောလိုက်ပါတယ်ပြီးတော့မန်ကီဖေးပေးသွားတဲ့ဖျောင်းနဲ့ကြမ်းကင်းတိုက်ခဲ့ကြသေးတာပါအဲဆုံးကတော့သူကမဲပူရာခဲ့တာကြောင်းလို့ထပ်ပြောတဲ့အတွက် ဇာကြွေးတာစားပေးတာယူပြီးတော့မဲမပေးကြတဲ့38ယောက်လုံးကကျင်းဝင်းနဲ့မန်ကြီးချောင်းပြောလိုက်ပါတယ်။ဇာတော့အဲဆုံးနဲ့မန်ကြီးကြာမှာကိုမဲကွာနေတဲ့အတွက်ဆွဲချခန်းတယ်ဆိုတာလူကြားမကောင်းတာကြောင့်ကိုအသီးစိမ့်နဲ့ကိုနောက်ဆုတ်တာပိုတိတ်ခါရှိတယ်လို့ပြောချလိုက်ပါတယ်။အဲလိုမျိုးတွေတော့အဲဆုံးကငိုယိုပြီးတော့သူ့နေရာကိုပြန်လူချင်းချောင်းပြောတာပါ။အဲနောက်မှာတော့ဟန်ညောကရောင်းမစားလဲထုံပေးနေခဲ့ပါတယ်။ရောင်းမတော့သူ့မှာပေးစရာဘာမှမရှိတဲ့အတွက်ရောက်ခမကြီးသိရင်သူသေးလိမ့်မယ်လို့ပြောနေခဲ့တာပါ။ရောင်းမတော့ယုံဖြစ်ဖြစ်တခြားတစ်ခုသာဆိုရင်သူပေးလိုက်နိုင်ပေမဲ့ သူ့အနေနဲ့ဒီအိမ်မှာတော့တရေဖြစ်နေသင့်တယ်လို့ပြန်ပြောလိုက်ပါတယ်။ဟဲ့ညောတော့မကြားကြအောင်ဆောင်ပြီးတော့နှမ်းတွေအားလုံးကိုရိတ်သိမ်းပေးခဲ့တာကြောင့်မြန်မြန်လက်စားတက်လိုက်တော့မယ်လို့ပြောပါတယ်။ရောင်းမှာတော့သူ့မှာစားစရာတော့မရှိတဲ့အတွက်သူ့ကိုယ်သာခေါ်သွားလို့ပြောပါတယ်။ဒါမဲ့ဟဲ့ညောကတော့လဲဘင်းကိုလက်ညှိုးထိုးပြပြီးသူ့ကိုငှားပေးဖို့ပြောတာပါ။ရောက်မှာတော့ညင်းလိုက်တာတော့ဟဲ့ညောလေသူထုံရက်တာရောနှမ်းရိတ်သိမ့်တာပါလှုပ်ပေးခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲလိုမျိုးရောက်မှာဇက်တိုက်ညင်းနေတာကြောင့်ဟဲ့ညောကတပတ်ခါနောက်ဆုံးထားပြီးတော့စိုက်ကင်းတစ်ခုလုံးထယ်ထိုးပေးမယ်လို့ပြောလိုက်ပါတယ်။ ဟဲ့ညောလေးရန်နေနေလောက်ထဲထိုးဖို့အတွက်နွားငှားတယ်လို့သာတွေးဖို့ပြောလိုက်တာပါ။ရောင်မတော့လက်ထပ်ပွဲကလက်ဝဲရဲနာတွေမငှားပဲနဲ့နောက်ဝင်အောင်ပြုရင်ရတာပဲလို့ပြောနေပါတယ်။အဲလိုနဲ့ဟဲ့ညောကဘေးမမှန်ကူညီပေးပြီးတော့ပလဲလေဆွဲလေးကိုငှားဝစ်လာကအเจ้าကိုလိုက်လာခဲ့ပါတယ်။ဟဲ့ညောကတော့ပထမရတဲ့လူချမ်းသာကလေးရဲ့ကြပြာကိုကြည့်ပြီးတော့ပြောနေပါတယ်။ပြီးတော့အဲကလေးကဘိုးချုပ်သားဖြစ်ပြီးတော့ကလေးတွေကိုလည်းပေးကမ်းနိုင်တာအကြောင်းပထမနေရာကိုထားပေးထားတာပါ။အဲနောက်မှာတော့ဆရာတွေ့သွားပြီးတော့အခန်းထဲဝင်လာဖို့ခေါ်ပါတယ်။ ဆရာတော်အဲဆွန်းရဲ့အတော်လို့ထင်နေရကြောင်းဟန်ညောလဲအမေဖြစ်ကြောင်းပြောပြလိုက်ပါတယ်ပြီးတော့ဟန်ညောကသူလာတဲ့ဆံမုံကလေးနဲ့တူစားဖို့ပေးလိုက်ပါတယ်ဟန်ညောကဒီဆံမုံတွေယူလာတာအတန်းကောင်းဆောင်ဖြစ်ထိုက်တဲ့ကလေးကိုဂုံပြုတ်ဖို့ပဲလို့ပြောပါတယ်အဲလုံးနဲ့ပြန်ထွက်လာတဲ့ခါမှာဟန်ညောကဆရာသူ့ကိုအတန်းကောင်းဆောင်ဖြစ်နေရာပေးမှလားလို့မေးနေခဲ့ပါတယ်ဒါပေမဲ့အမေဖြစ်သူကဘာမှမပြောတာကြောင့်အဲဆွန်းလဲအဖွားကြီးမှလှုပ်ခဲ့တယ်လို့အမေဖြစ်သူပြဿနာရှာခဲ့ပြန်ပြီလို့ထင်သွားခဲ့တာပါတကယ်တော့ဟန်ညောကဆံမုံပေးတဲ့ခါမှာဆရာကမလုံလောက်လို့ဆိုပြီးတော့ညီးတွားနေခဲ့တာဖြစ်ပါတယ် အန်နာမတော်ဟဲ့ညောကအိတ်ထဲပါလာတဲ့ခြေတော်နှွေးတဲ့ဈေးကြီးခြေလေးကိုထုတ်ပေးပြီးတော့ဆရာကိုလက်ဆောင်ပေးခဲ့ပါတော့တယ်။ပြီးတော့အဲဆုံးအမေကခြေဘူးထဲမှာဆရာတို့ကပတ်စံတချို့ပါထည့်ပေးလိုက်တာပါ။အန်နာမတော်အဲဆုံးကအမေပြည့်သူဘာလို့ဒီလိုဝင်စားလာလဲလို့မေးပါတယ်။ဟဲ့ညောကတော့သူကရေငုပ်သမားဖြစ်တာကြောင့်ဇာနန်ထွက်မှာကိုကြောက်နေခဲ့လို့ပဲလို့ပြောပါတယ်။ဟဲ့ညောကတော့သူကရေငုပ်သမားဖြစ်တာကြောင့်ဇာနန်ထွက်နေမှာကိုကြောက်နေခဲ့တာပါ။အဲဒါကြောင့်မဲဟဲ့ညောကဆန်မုံဖြစ်ဖြစ်တခြားဇာနန်မထွက်တဲ့အရာကိုပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက်ဟန်ကျော်ကသူသမီးအဲဆွန်လဲဆရာလိုမျိုးစပွဲမှာထားပြီးတော့စာရေးနေရဘလောက်တောင်ကောင်းနိုင်မလဲလို့တွေးနေခဲ့ပါတယ်အဲဆွန်ကတော့ဘလို့ပဲဖြစ်ဖြစ်အတန်းကောင်းဆောင်နေရာကိုမပေးဘူးလို့ထင်နေပါတယ်အဲ့ဒါကြောင့်အဲဆွန်ကသူ့ရဲ့ရုပ်ရည်နဲ့ငွေကြေးအခြေအနေကြောင်းလားလို့မေးပါတယ်ပြီးတော့အဲဆွန်ကရပ်ပိုင်းလောက်တော့ဒူအတန်းကောင်းဆောင်လှုပ်ကြည့်လိုက်တော့ပိုကောင်းနေအကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့အတန်းကောင်းဆောင်ဆိုတဲ့ရှေ့မှာဒူဆိုတာလေးပဲပူသွားတာကြောင့်အတန်းကောင်းဆောင်နဲ့မချားမနာပါပဲလို့ပြောပြပါတယ်အဲဆွန်ကသူ့ကိုသူနှိမ်ချပြီးပြောနေတာကြောင့်ဟန်ကျော်လဲဝမ်းနေသွားပါတယ်ဟန်ကျော်ကတော့သူကဆင်းရဲပေမဲ့အဲဆွန်ဆင်းရဲတာမဟုတ်တာကြောင့် တိန်ငယ်မဏိပဲပျော်ရွှင်နေဖို့ပြောပါတယ်။အဲဒါကြောင့်အဲဆိုနဲ့အမေဖြစ်သူတိန်ငယ်မဏိဖို့နဲ့သူကြီးလာရဲ့အကောင်းဆုံးပထမဆုံးအနေနဲ့ပလဲလဲဆွဲလေးဝယ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဟန်ညောကသူ့တောင်းနေကြဆေးလိပ်တွေကိုမီးရှို့ဖျက်ဆီးလိုက်ပါတော့တယ်။ဟန်ညောကသူ့သမီးအကြီးလေးကဒီလိုမျိုးပြောလာတာကြောင့်အသက်ရှင်နေသွားဖို့ဆုံးဖြတ်ထားကြောင်းပြောလိုက်ပါတယ်။ကလေးတွေကခနာလေးနဲ့အွယ်ရောက်လာမှာဖြစ်လို့မျက်စိတမိတ်အတွင်းမှာပလဲလဲဆွဲဝယ်ရပြီလို့ပြောပါတယ်။ယောက်သားဖြစ်သူကတော့သူသတင်းထဲမှာတွေ့တာကိုရီးယားမှာပြန်ပြလူသက်တန်းက52နှစ်ဖြစ်ကြောင်းပြောလိုက်ပါတယ် ။ဒါမဲ့ဟန်ညောကတော့စေးလိုက်ဘူးတွေကိုမီးရှို့နေနေ၊သူကအသက်60 90ပြည့်တဲ့အထိနေပြက်မှာလို့ပြောနေပါတယ်။အဲနောက်မှာတော့အေဆုံးတို့အေယုံဂွမ်းရှိအဖွားနတ်ဝင်ဆရာမနဲ့ရေငုံသမားတွေရောက်လာကြပါတယ်။နတ်ဝင်ဆရာမကတော့အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့ဟန်ညောကဘာလို့ရေငုံဖို့လောက်တာလဲလို့မေးပါတယ်။ဟန်ညောကတော့သူ့ကိုသေးကန်တဲ့နေရာတဲ့အထိအသက်ရှိရှိနေအောင်လှုပ်ပေးလို့ပြောလိုက်ပါတယ်။အဲနောက်နတ်ဝင်တဲ့အားဟန်ညောတို့အိမ်ရှိမှာအနောက်ရောက်အင်ဂျီဝင်တဲ့လူကဟန်ညောကိုရက်ဆောင်နေရတော့ရေထဲမဆင်းဖို့တားနေပါတယ်။ဒါမဲ့ဟန်ညောကတော့ဘာမှမကြောက်တာကြောင့်လားရင်ငုပ်ပြီးတော့အတံမွေးဝမ်းကြောင်းပြုတ်နေတာလို့ပြောလိုက်ပါတယ် ရင်ကုန်သမားတွေကတော့နေမကောင်းဖြစ်လာတဲ့ဟန်ညောကိုရေထဲမဆင်းခိုင်းမဲ့သူတို့ပဲကျွေးမွေးပြုစုပေးမယ်လို့ပြောနေတာပါဒါပေမဲ့ဟန်ညောကတော့တောင်းစားရင်မသေးနိုင်ဘူးဆိုပြီးတော့လက်မခံကြောင်းပြောလိုက်ပါတယ်အဲ့လိုမျိုးညင်းခုန်နေတာပြီးတော့ဟန်ညောကခေါင်းမာနေတော့အဲဆုံးတယောက်သူ့အမေရေထမ်းမကောင်းလှမ်းထားတဲ့ရင်ကုန်ဝစ်ဆုံယူကမိတဲ့ကိုထည့်ပြစ်လိုက်ပါတယ်အဲ့နောက်အိမ်ပြုံထွက်လာတဲ့အဲဆုံးလဲသူ့ကိုအထုပ်ထုပ်နဲ့စောင့်နေဂွမ်းရှစ်ကိုတွေးလိုက်ရပါတယ်အဲဆုံးလဲငိုပြီးတော့အထုပ်ကိုပုတ်ချတာတောင်းစားမလို့သူ့ပဲလာကျွေးနေရလားလို့မေးလိုက်ပါတယ် အဲနောက်အဲဆုံးကပင်လယ်ကြီးပြတ်သွားပြီးတော့သူ့အမေကိုလွတ်ထားပေးဖို့ငိုကာအော်ပြောနေပါတော့တယ်အဲဆုံးလည်းသူ့မယားတစ်သလုံးအလုပ်တွေပဲလှုပ်လာခဲ့ပြီးတော့လင်းမြန်မစည်းဘူးသူတို့ပလဲဆွဲကျိုးနဲ့လင်းမြန်စည်းဖို့ကစားသူပဲအကုန်ဖြည့်စည်းပေးချင်တာလို့ငိုပြီးတော့ပြောနေခဲ့ပါတယ်အဲနောက်မှာတော့အဲဆုံးကသူ့အနာမလားဘာတခုမှပြောပဲစိတ်မကောင်းဖြစ်ပြီးတော့ရက်ကြည့်နေတယ်ဂွမ်ရှိစီကိုဒေါသတွေပုံဩချလိုက်ပါတော့တယ်အဲ့လိုနဲ့အဲဆုံးကသူ့ဘာမှဂွန်ရှိမှလာမကျွေးလို့ရှိရင်ငါပုတ်တင်တော့မက်ကရဲငါတို့မစားတော့ဘူးလို့ထင်နေရလားဆိုပြီးတော့မေးပါတယ်။ဂွန်ရှိကတော့လက်ထဲအထုပ်ကလေးကိုအဲဆုံးကိုပေးပြီးတော့ ငါမဟုတ်ပဲအသားဖြစ်တာကြောင့်အမျိုးတွေကိုတော့မကြွေးခဲ့ဘူးလို့ပြောလိုက်ပါတယ်။ ग्वान ရှိကတော့သူ့ကိုနာအောင်ပြောနေအဲဆုံကိုဘာအပြစ်မှမတင်ပဲငိုနေဘိုက်စာလိုက်မယ်လို့ပြောနေခဲ့ပါတယ်။အဲဆုံကတော့ ग्वान ရှိကသူ့ကိုတနာလုံးလို့သာခဏခဏလာကြွေးနေရလို့ထင်သွားပါတယ်။ ग्वान ရှိလည်းတနာတိုင်းသာကြွေးရရင်တရောင်းစားပဲကြွေးတော့မယ်လို့ပြန်ပြီးတော့ပြောခဲ့တာပါ။အဲလိုနဲ့အဲဆုံကအငိုတိတ်ပြီးတဲ့နောက်ကန်ဆာမှာ ग्वान ရှိနဲ့တူအသားခင်ထိုင်ပြီးတော့စားနေခဲ့ပါတယ်။အဲနောက်မှာတော့ရောက်ခမအိမ်ဟန်ညောရောက်လာပါတယ်။ဟဲညောကသူကြောက်တာကြောင့်သူနဲ့တူတနေရာသွားအောင်လို့ပြောပါတယ်။ အဲ့နောက်မှာတော့ဟဲညောကအဲဆုံးကိုတိတ်တိတ်ကလေးလာပြီးတော့နှိုးပါတယ်။ဒုနဲ့ဟဲညောကသမီးပြည့်သူအဲဆုံးကိုခူးကင်လှုပ်ကြွေးတာကြောင့်အဲဆုံးလည်းရုတ်တရက်ကြီးရွှေပစင်ရလိုက်တယ်လို့ခံစားလိုက်ရပါတယ်။အဲဆုံးကတော့မနှက်ဖြာမှာကြွေးလဲရရသားနဲ့ဘာလို့နှိုးတာလဲလို့မေးလိုက်ပါတယ်။ဟဲညောကတော့အဲဆုံးရဲ့အမေလူဖေခွဲကလေးတွေလူစားမှာဆိုးတာကြောင့်ချက်ချင်းကြွေးတာလို့ပြောပါတယ်။အဲဆုံးလည်းရောင်းလိုက်ဝန်တရာရမှာလို့ပြောနေတာကြောင့်ဟဲညောကတော့သမီးပစက်ရဲရောင်းရင်ဝန်တထောင်လိုပါပဲလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်မှာအမေပြည့်သူကသူသေးတာနဲ့အဲဆုံးကိုဒီအိမ်ထဲကထွက်သွားပြီးတော့ဦးလေးစီမှာသွားပြီးတော့အကူကြီးတောင်းခိုင်းပါတယ်။ အမေကတော့ဒီအိမ်မှာပဲနေပြီးတော့အဲဆုံးကိုရောင်းဝင်တော့ရဲ့အစည်းအကမ်းမှာဖြစ်စေခြင်းနေတာပါအဲဆုံးကလည်းငိုပြီးတော့ဒီလိုနမိတ်မရှိတာတွေမပြောပါနဲ့အမေရဲ့လို့တားပါတယ်ဒါမဲ့အမေကတော့ကျင်းသေးပါအဲ့ဒီကိုသာသွားခိုင်းပြီးတော့မင်္ဂလာဆောင်လို့ရှိရင်ဦးလေးလက်ကိုဆွဲပြီးတော့ခမ်းပါတယ်ဝင်ဖို့ပြောပါတယ်အဲဆုံးကမလုပ်ချင်မဲ့အမေဖြစ်သူကတော့သူစိတ်ဖြောင်းလို့ဂရီတောင်းနေခဲ့တာပါအဲဆုံးလျာသူ့ဘွားမှာအဖေရောမေရောသာသိရင်သူ့ကိုဘာလို့မွေးခဲ့မှာလဲလို့မေးနေပါတော့တယ်ဟဲ့ညောကတော့နောက်ဆုံးမှလူတိုင်းအမိပါမယ်ဖြစ်ရှင်တန်ကြရတာဖြစ်တဲ့တော့ မိဘတွေအားလုံးအရင်သေပြီးတော့သားသမီးတွေကနေထိုင်သွားကြရတာပုံမှန်ပဲလို့ပြောပြပါတယ်။အဲဆုံးကတော့သူပင်လယ်ခရုမစားကျင်တော့တာကြောင့်ဂရီမပေးနိုင်ဘူးလို့ပြောလိုက်တာပါ။တကယ်တော့အညဟဲ့ညောရဲ့နောက်ဆုံးညဖြစ်ခဲ့ပါလေ။အမေစကားကိုနောက်ဆုံးကြားခဲ့တဲ့သမီးအကြီးမလေးဟာအသက်၁၀နှစ်ရွယ်ပဲရှိသေးတာပါ။ဒီနေ့အမေဖြစ်သူဟာအဲဆုံးကိုအဲ့ဒီညမှာချော့တိတ်သွားခဲ့ပါသေးတယ်။ဟဲ့ညောကကလေးသောကိုထားပြီးတော့ထွက်သွားတဲ့ချိန်မှာအသက်ရွယ်က26နှစ်သာရှိပါသေးတယ်။အဲနောက်ဇာပနာကိုကွန်ရှစ်ရောက်လာပြီးတော့အဲဆုံးတစ်ခုစားဖို့ဆိုပြီးတော့လာပေးပါတယ်။ အဲဆုံးကတော့သူ့အမေဒီမနက်တင်ဆုံးသွားပြီ။ခုတည်းကသတိရနေပြီလို့ပြောကာငိုလိုက်ပါတော့လေ။အဲလိုဝမ်းနေစရာမြင်ခွင့်ကိုမြင်ရတဲ့ ग्वान ရှစ်လည်းအဲဆုံးနဲ့အတူငိုချလိုက်တော့တာပါ။အဲနောက်မှာတော့အဲဆုံးကအမေစိတ်ပူထားတဲ့အတိုင်းပဲဇွန်နန်ဆုံးပုံးတို့ကိုကြည့်ရတဲ့ရောင်းဝယ်အခိုင်းအစီဖြစ်လာပါတော့လေ။အဲဆုံးရဲ့ပထွေးကတော့အမိဝငါးအတီထိပဲမောင်နှမတွေကိုထိန်းပေးဖို့ပြောပါတော့လေ။အဲနောက်မှာတော့အဲဆုံးကအဝေးမှာရှိတဲ့သူ့ဆိုင်ကင်းကိုကြည့်ပြီးတော့ဇက်တိုင်မပုတ်သွုံးအောင်ထားမယ်လို့ပြောနေခဲ့ပါတယ်။အဲဆုံးကတော့အကောင်းတိုင်းရှိတဲ့မြေကွက်ကိုဘာလို့အလကားဖြုံးပြမှာလဲလို့ပြောပါတယ်။ ဒီလိုနဲ့ပထွေးပြည်သူကအဲဆိုးအိမ်ကနေထွက်မသွားအောင်ဇုံဘုံအနီးမွတ်တဲ့အချိန်ထိပဲလို့ပြောကာဆွဲထားပြန်ပါတယ်။ဒုနဲ့အဲဆိုးနဲ့တူကွန်ရှစ်ကစိုက်ခင်းကိုပြန်ပြီးတော့ပြုပြင်မောမှန်ကြပါတယ်။ပြီးတော့ပထွေးပြည်သူကဇုံနိုင်မူလာတန်းចောင်းသားဘွားအထိပဲလို့ထပ်ပြီးတော့ပြောပြန်ပါတယ်။အဲလိုနဲ့ကွန်ရှစ်ကလည်းအဲဆိုးနဲ့တူဂေါ်ဘီလုပ်တွေကူဆိုင်ပေးခဲ့ပါတယ်။ဒုနဲ့တဖြည်းဖြည်းရွယ်ရောက်လာတဲ့ခါမှာတော့အဲဆိုးကဒီကနေထွက်သွားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပထွေးကတော့ထပ်ပြီးတော့တားကသူသားပင်လဲငါးဖန်းလေးကိုတစ်ချိန်တစ်ချိန်လောက်ထပ်ပြီးတော့ဈေးလိုက်ရပါပြီလို့ပြောပါတယ်။ အဲဆိုနဲ့တခြားကလေးတွေကျူရှင်ယူပြီးတော့စားလုံးနေချင်းသူကတော့လဲလုံးပြီးတော့ထမင်းချက်နေရတယ်လို့ပြောပါတယ်အဲလိုမျိုးအဲဆုံးကစားတော်ချင်းပြီးတော့ကိုရီးယားစာပေမေဂျာလိုချင်တာကြောင့်အိမ်မှာဆက်ပြီးတော့မနေနိုင်တော့ပါဘူးအဲဆုံးကပထွေးရဲ့ရှင်းပြချက်တွေကိုနားမထောင်ချင်တော့တဲ့အတွက်ထုံးစရာတွေထုတ်ပိုးပြီးတော့အိမ်မော်ကနေရှင်းပါတယ်ဒါပေမဲ့ပထွေးကအဲဆုံးကိုရီးယားစာပေဘာသာရက်နဲ့ဘွေးရတဲ့တိသူရှိမှငွေတွေပုံထားပေးမယ်လို့ပြောပါတယ်အဲလိုနဲ့အဲဆုံးနဲ့အိမ်မှာဆက်နေဖြစ်ပြီးတော့သူ့ကိုဒီမာကြီးတက္ကသိုလ်ပို့ပေးဖို့တောင်းဆိုလိုက်တာပါအဲဆုံးကသူ့ညီမလေးနဲ့မောင်လေးကိုချိန်ပြီးတော့ပြောပါလို့ပြောတာကြောင့် ပထရီကတော့ဂျန်ခွန်လေးကိုရင်းပြီးတော့ဂျိန်လိုက်ပါပထရီကတော့အဲဆုံးလှုပ်ပေးခဲ့တာတွေကိုသာသူမေးသွားခင်ဟဲညောကသူ့ကိုဂျိန်ဆဲပြီးတော့တတ်လိုက်မယ်လို့ပြောပါတယ်အဲနောက်မှာတော့တချိုးစုံစမ်းဖော်တော်ရေးလှူရှားမှုကာလအောင်ရောက်ရှိလို့လာခဲ့ပါပြီဂျုံနဲ့ဂျဲကျူးကျွန်းရဲ့ဈေးထဲမှာငါးဆိုင်ပိုင်ရှင်ကွမ်ရှင်းနဲ့တူအဲဆုံးကဂေါ်ဘီလို့ရောက်ပါတယ်အဲဆုံးနဲ့ကွမ်ရှင်းတို့ကအကြောင်းလေးတက်ရင်နဲ့ဈေးထဲမှာလဲလာပြီးတော့ရောင်းပြစ်ကြတာပါဒါမဲ့ကြပြာဆရာမဖြစ်ခြင်းနဲ့အကြောင်းသူလေအဲဆုံးဟာဆိုင်သာဖွင့်ထားရမယ်စာအုပ်ကိုပဲအာယုံဆိုင်နေခဲ့ပါတယ် ကွမ်ရှိကတော့သူ့ငါးတွေရောင်းရင်းနဲ့ဂေါ်ပီလုတ်တွေကိုပါကူရောင်းပေးနေခဲ့ပါတယ်။ဒါလိုပဲအမြဲကွမ်ရှိကပဲဈေးရောင်းပေးရပြီးတော့အဲဆုံးကတော့စိုင်းထိုင်အောင်သာလုတ်ခဲ့တာပါ။အဲဆုံးကဂေါ်ပီလုတ်စိုင်းထိုင်ပြီးတော့ဘာမှမလုပ်ပဲသူလုတ်ဆရာရှိတာတွေကိုပဲလုတ်နေခဲ့ပါတယ်။ပြီးတော့ဝဲသူတွေလာဝဲတိုင်းမှာကွမ်ရှိကငါးရောင်းနေလို့မအားလဲ။အဲဆုံးရဲ့ဂေါ်ပီလုတ်တွေကိုကူပြီးတော့ရောင်းပေးလိမ့်ရှိပါတယ်။ဒါပေမဲ့တိုင်းလဲကွမ်ရှိကအဲဆုံးကိုစပိန်နဲ့တင်ခေါ်လာပြီးတော့ဈေးထဲမှာစိုင်းခင်းပေးနေတာပါ။ပြီးတော့ကွမ်ရှိကအဲဆုံးထိုင်ဖို့ခုံဘာအစင်းနဲ့ချပေးထားပါတယ်။ ိုနဲ့နှွေမိုးဆောင်မွေသူတို့နှောက်ကဘေးကျင်းကထိုင်နေကြပြီးတော့ဆိုင်ဖွင့်ကဈေးရောက်နေကြပါတော့တယ်။ဒါအောင်မြင်တော့ရေငုံသမားယူနဲ့တခြားလူတွေကတော့ဂွန်ရှင်းအားအယ်စွန်းကိုပြိုးထောင်နေတာလို့ပြောကုန်ကြပါပြီ။သူနဲ့ဂွန်ရှင်းနဲ့အယ်စွန်းတို့အရွယ်ရောက်လာကြပါပြီ။ဒါကိုမြင်နေရတဲ့ရေငုံသမားယူနဲ့ဂွန်ရှင်းအမေကလည်းဂွန်ရှင်းကိုကြည့်ပြီးတော့စားနောက်နေကြပါတယ်။ရေငုံသမားတွေကတော့ဂွန်ရှင်းအမေကရောက်ခမကိုရောချွေးမကိုပါဆောင်းရှောက်တော့မယ်လို့ဝိုင်းပြီးတော့စားနေခဲ့တာပါ။တကယ်မှာတော့အယ်စွန်းခေါ်ပြီးတော့ကိုဈေးလာဆင့်နေရာကြောင့်အယ်စွန်းကပြန်ပြီးတော့ရန်တွေးခဲ့ပါတယ်။ ဲ့လိုရန်တွေးနေတော့မှပဲကွမ်ရှစ်ကအဲဆုံးကိုအထီးမခံပဲသူကပါဝင်ပြောပေးနေခဲ့တာပါအဲ့လိုနဲ့ဂေါ်ဘီလုံးလာဝဲတဲ့ခါမှာအဲဆုံးကမလုပ်ပေးပဲကွမ်ရှစ်ကလုပ်ပေးနေကြတော့ကွမ်ရှစ်မေကအဲဆုံးကလက်မပါတာလားလို့မေးပါတော့တယ်အဲဆုံးလည်းသူခိုင်းတာမဟုတ်ပဲကွမ်ရှစ်ကသာသူ့ကိုသဘောကျလို့လုပ်ပေးနေလို့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်နတ်ဆရာမရောက်လာတော့မြင်ပြီးတော့အဲဆုံးလည်းချက်ချင်းထွက်ပြေးသွားပါတော့တယ်နတ်ဆရာမဂေါ်ဘီလဲကြီးကိုမှောက်ချလိုက်တာကြောင့်ကွမ်ရှစ်ကတော့ပြန်ကောက်နေရပါတယ်နတ်ဆရာမမြင်းနဲ့ချွေးမောင်းအဲဆုံးလဲကိုသူတို့ဆိုင်ပေးမဖွင့်စေချင်တာကြောင့်အခုလိုလှုပ်လိုက်တာဖြစ်ပါတယ် နတ်ဆရာမသမီးတွေကအမေရဲ့ကံကြမ္မာအမွေဆက်ခံကြတဲ့အတွက်ဟန်ညောရဲ့ဝိညာဉ်ကအဲဆိုးကိုကာကွယ်ဖို့အဲဆိုးနာမှာတပွဲလေးလေးရှိနေမှလို့ပြောလိုက်တာပါအဲဒါကြောင့်နတ်ဆရာမချွေးမောင်းကိုရိုက်ပြီးတော့ဘာလို့အဲဆိုးကိုကွမ်းရှစ်အနာမှာရှိနေခွင့်ပေးထားလဲလို့မေးလိုက်ပါတယ်အဲဒါတွေမြင်နေရတဲ့ရင်ငုံသမားတွေလည်းနတ်ဆရာမကိုကြည့်ပြီးတော့အစွဲချိုပေးသေးနေပြီလို့ဒီလိုပြောနေကြတာပါအဲဆိုးကတော့ရန်ကွမ်းရှစ်ကိုမလိုချင်ဘူးလို့អော်ပြောပြီးတော့ထွက်ပြေးသွားပါတယ်နတ်ဆရာမဒေါသတကြီးနဲ့လိုက်ရိုက်ဖို့ကြိုးစားမယ်ကွမ်းရှစ်ကရှေ့ကနေတားပေးနေပါတယ် အဲလိုနဲ့အဲဆုံးဟာဈေးထဲကနေနတ်ဆရာမလက်ကနေလွတ်အောင်ထွက်ပြေးပါတော့တယ်တကယ်တော့အဲဆုံးဟာဂွမ်ရှစ်ကိုမလိုဘူးလို့ပြောခဲ့ပေမဲ့နောက်လည်းမကြည့်ပဲဆက်သွားနေခဲ့ချင်းအပိုင်းတက်ကဒီနေရာမှာပြီးဆုံးသွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာဆိုတော့ ဒီဇာကားလေးကတော့ကျွန်တော်တခါမှမတင်ဆက်ဘူးတဲ့ပုံစံမျိုးနဲ့ drama ဇာကားလေးတွေပြောရမလား။ဘာဖြစ်မတူညီတဲ့ရာသတမျိုးခံစားကြမယ်ထင်ပါတယ်ခင်ဗျ။ကားတစ်လေးလည်းဖြစ်တော့ကျွန်တော်ကြိုးစားပြီးတော့တင်ဆက်ပေးရခြင်းပါ။ဆိုတော့နောက်နေ့မှလည်းအပိုင်းဆက်တွေဆက်ပြီးတော့လာပါမယ်ခင်ဗျ။ဒါကြောင့် channel subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြပါလိမ့်။ဆိုတော့ဒီနေ့မှအစားကနေစုံလီလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျ။ကျွန်တော်အန်ခင်မှုပါ။